MSP ဒါ production ကကိုမျိုးကဖုန်းတွေဆက်နေပြီကိုကအဲ့ရှိမှာအိမ်မှာရောက်ရခက်နေတာအမေနေမကောင်းလို့ပြောကိုမျိုးဆက်ကိုမျိုးကရာဝါကြီးဟုတ်လားဆိုပြီးအပြုတ်မပြန်ကြည့်ရတယ်ပြီးတော့သူ့ကိုပြန်ဘာသူရာဝါပြန်ပြီးလည်းဖြစ်ရွှေဖြစ်တယ်ဆိုတာရောပြောပါဦးအော်အဲ့ဒါရောအဲ့ဒါအပျော်လေးကြီးရပါဟိုတူကခလေးရဲ့ကျိုးသားအထမှုကအများကြီးပါပါเนาะကိုဘယ်တော့ပဲလုတ်ပေးလုတ်ပေးပေါ့အမှန်တမ်းပြောတော့ကိုကိုတိုင်းစင်ပေါ်မှာတက်ပြန်လိုက်ချင်တာအဲ့လိုခေါင်းကကိုရပြီလေသူကြောင့်အားမရဘူး တော့တပည့်တွေကနေရာအမြင့်နေရောက်ပြီးတော့ဆရာတို့ဈေးတက်တော့မယ်ဟဲဟုတ်တယ်နေနေတော့တယ်ဘာလို့တော့မင်္ဂလာဆောင်လေးခုစတင်နေရနေနေများပြီဆိုတော့လေ private wedding club လေးရတင်နေပြီဆိုတော့ဒီနေနေတက်ပါမယ်လို့ MSP အာဒါတော့ဒါအရှိမဆိုရင်ဝင်လာရကသုခုကိုပေါ့အာသုခုကိုတော့ဟိုကကြာတော့လေကိုယ်မြန်မာ modeling management နေပြီးတော့စိတ်ထွက်တဲ့ပွဲလေးပေါ့နော်သူကိုယ်လေးလုပ်ပေးလိုက်တယ်အဲဟိုကလည်းသူ ဝင်ရခဲ့တယ်အခုဒါလင်းတရအောင်နဲ့ပါလေဒါမေးဝင်တာပေါ့နော်ရခဲ့ရတဲ့တဲ့ခါကျတော့တိုက်ဆိုင်မှုလေးတခုပေါ့ကိုတော်တော့အဲ့တော့တို့လည်းလာပြီးတော့ကြိုပြီးတော့အားပေးရတာပေါ့ပြောတာပေါ့ဘယ်တော့တော့ကောင်းပါပါလေဆရာအခုရပါအဓိကကိုကုံကထက် သူ့ရဲ့ကြိုးစားအားထုတ်မှုသူ့ခြေမှာအခက်အခဲရှိလာတဲ့အရာရဲ့အားလုံးကိုသူကြော်ဖြတ်ပြီးတော့သူဝင်သားစုတူရအောင်လာခဲ့တဲ့အတွက်သူ့တပ်ကိုတကယ်ကိုကိုယ်နဲ့ကျေးရှင်းပါလို့ပြောချင်တယ်ပြီးတော့သူ့ရဲ့ကြိုးစားအားထုတ်မှုရဲ့အားလုံးတကယ်ကိုအရာရှင်သွားပြီသူရှေ့သက်ရှောက်မဲ့အမှုပြလမ်းကြောင်းတွေလည်းအများကြီးသူ့အတွက်ထောက်ကူအများကြီးဖြစ်သွားပါပြီ ဘယ်လိုမျိုးတွေရှိခဲ့လဲဆိုတော့ဆရာနဲ့ကျွန်တော်ဒီမသွားခင်ကလေးဟိုဟာဆရာနဲ့ training တွေယူရတယ်ပေါ့နော်အချိန်ချင်းယူရတယ်ကျွန်တော်လူချင်းတဲ့ဟာတွေကိုဘယ်လိုမျိုး performance တွေပြမလဲဆိုတော့ဆရာနဲ့အကောင်းဆုံးတိုင်ပါတယ်ဆရာနဲ့အဲ့လိုမျိုး video call ပြောပြီးတော့ဆရာရာဆင်ပြေးလာမပြေးလာလဲလှလန်းမေးရတယ်ဒီလိုကြီးကိုကကိုမန်ကြည့်ပြီးတော့ရှောက်ကြတာပေါ့နော်ကျွန်တော်ဒါပေမဲ့ကျွန်တော်တို့မှာအချိန်ကအဲ့လိုတနေ့တနေ့ အရန်လုံးပန်းတဲ့အချိန်များတယ်နေ့တိုင်းပေါ့နော်နေ့တူကနေ့တိုင်းအရန်လုံးပန်းရတယ်ပြီးလို့ရှိရင်ကျွန်တော်ကအဲ့မှာဟိုနိုင်ငံပေါင်းစုံဆိုတော့လူပေါင်းစုံဆိုတော့ဘာသာစကားတွေလည်းအဆင်မပြေတာတွေရှိတယ်ဆင်မပါလဲဒါသူ့ကျင်ရလိုက်တဲ့အချိန်မှာတော့မထင်ထားတဲ့ပုံစံလေးဖြစ်သွားတာเนาะအဲ့ဒါဘာလို့ကတင်လာလဲဆိုတော့ကျွန်တော်တို့ short term အဲကြော်ညာတာကိုတော့တို့က notch လုပ်တယ် short term ပါသွားပြီ short term ထဲမှာအဲပါသွားပြီဒါပေမဲ့နောက်တဲ့အဲ short term ကိုဘာဆုတ်ထပ်ပေးမယ်ဆိုတော့ကျွန်တော်တို့မသိရဘူး ။ဟောလဲဆိုအနောင်စာရော MC ရောဆိုတော့ကိုရီးယားလိုပဲပြောတာ။ဒါစုကိုပေးနေမှန်းကိုကျွန်တော်တို့ကမသိဘူး။မှန်တိုင်းပြောပါဘောနော်။ Honest number ကကျွန်တော် Premium ထဲမှာထမ်းရှိရပါတော့။နံပါတ်10ရှိတယ်။ကျွန်တော်ကနံပါတ်10ပေါ့နော်။အာကျွန်တော်နံပါတ်10ခေါ်လိုက်တယ်ဒါ main ကလေးလားလို့လည်းထင်ရတယ်။ဒါပေမဲ့အဲဒါပေမဲ့မြန်မာကုတအောင်ဆိုတဲ့ချက်ချိန်ပါ။အာကျွန်တော်ကဘာစုရလို့ရမှန်းကိုမသိဘူး။ကိုယ်လည်းမသိဘူး။ဘာစုလို့ရလို့ရမှန်းကိုမသိတာ။ကိုကဘာစုကိုကြောင်ညာမှန်းမသိဘူးဗျာ။ကိုရီးယားလိုပဲတောက်လျှောက်ကြောင်ညာပြီးတော့ဟို ပြောသွားတဲ့အတွက်ကြောင့်ဒါပေမဲ့စုရအချိန်မှာ first prize run ဝယ် winner ဆိုတဲ့ဟာအဲ့ဒီမှာကိုယ့်အကူဒါဘာလို့လောက်မယ်မသိဘူးအမရင်ကရမ်းခုန်ပြီးတော့အမကျွန်တော် mic ထိုးပေးတဲ့အချိန်မှာဘာပြောဘာပြောလို့ပြောရမှန်းမသိတော့တာပြီးလေပြီးတော့မကြပါဘူးအဲအကုန်လုံးပြီးသွားတဲ့အချိန်မှာလုံမူလေးသွားတဲ့ဟာပြက်ပြက်လာတယ်ဖြစ်သေးတယ်။အဲ့ချိန်မှာလေအမှန်တိုင်းပြောရရင်သူ့ရဲ့ဒါ production ကကိုမျိုးမျိုးကဖုန်းတွေဆက်နေပြီ။ကိုကအဲ့ချိန်မှာအိမ်မှာရောက်ရခက်နေတာ။အမေနေမကအောင်လို့ ပြောကွန်ပျူတာကွန်ပျူတာရာဝါရီဟုတ်လားဆိုပြီးအပြီးတော့ပြန်ကြည့်ရတယ်ပြီးတော့သူကပြန်ပြန်ဘာသူရာဝါလဲပြန်ပြီးဒါသူ့ရဲ့ကြိုးစားအထုံးမှာဒါသူ့ရဲ့ကံညာသံဝီရအားလုံးသုံးဝါပြီးသူ့ရဲ့ဒါကံနဲ့သူ့ရဲ့ဒါသူ့ခေရောက်ဝါဖြစ်တဲ့အတွက်သူသူ့ရာဝါရယ်ပေါ့ဒါဝင်းသားသူ့ရာဝါရယ်ဆိုတော့ဒါအချင်းထားလေးဖြစ်သွားတယ်။လက်လက်ကြီးရွှေဖြစ်တယ်ဆိုတာရောပြောပါဦး။အော်အဲ့ဒါတော့အဲ့ဒါအပြော်လေးကြီးရပါ။ ဟိုသူကဒါကလေးရဲ့ကြိုးစားအားထုတ်မှုကအများကြီးပါပါเนาะကိုဘယ်လောက်ပဲလှုပ်ပေးလှုပ်ပေးပေါ့အမှန်တမ်းပြောတော့ကိုကိုယ်တိုင်စင်ပေါ်မှာတက်ပြန်လိုက်ချင်တာအဲ့လိုခါကကိုရပြီလေသူကြောင့်အားမရဘူးတကယ်ဘယ်သူပဲကောပါလို့အဲ့လိုဒါသူတို့အားယူရတဲ့အချိန်လေးမှာဗီဒီယိုကောလေးနဲ့တော့ကိုရရရတော့မျိုးပြောပြတာလေးရှိရင်တွေ့လိုက်တာနဲ့ဒါမပြီးတော့ဘူးပေါ့ခွာလို့နောက်တာနော်အဲ့တော့အဓိကဟိုလိုအပ်တာလေးရှိရင်လှန်လှန်ပြီးတော့ မေးတာပေါ့သူကဘာလေးလိုတဲ့လူလေးဖြစ်သွားလဲအဲ့လိုမျိုးလေးလှမ်းပြီးတော့ပြောဖြစ်တာပါဟိုတချို့ပြန်ပြသွားတဲ့ဟာကြတယ်ဗီဒီယိုကောခွင့်မအားခါကြမကင်ညာတချို့ကကြရမ်းမအားတော့ဒီမကင်တဲ့ကလေးကြတော့လေစာလေးပဲဟိုကကျွန်တော်တို့ကဒီကသွားကလေးကဆရာကိုကျွန်တော်ကနမူနစာလုပ်သွားကိုရလို့ရှိရင်ကျွန်တော်ကလည်းနည်းအဲ့လိုမျိုးဟိုဘယ်လိုပြောရမလဲစိုးရင်တက်တဲ့ထဲမှာပါတယ်ပေါ့နော်စိုးရင်ရမ်းစိုးရင်တက်အဲ့လိုမျိုးတခုဆိုဟာငါဆင်ပြေပါမလားအဲ့လိုမျိုးကျွန်တော်လည်းနည်းအဲ့လို negative sound ဘက်ကိုကျွန်တော်က တွေးသမားအဲ့ဒီဘက်ကိုပို့ပြီးတွေးတယ်လို့အဲ့လိုကြတော့ကြိုပြီးဆရာကိုကျွန်တော်ကြိုပြောသွားတယ်တခုဆိုလို့ရှိရင်ဆရာရေကျွန်တော်အနေနဲ့ ready လေးတော့ဖြစ်သေးတာပါကျွန်တော်တခုမသိတာရှိနေလမ်းပေးမယ်ကျွန်တော်ပုံစံလေးအဲ့လိုမျိုးရှောက်တာလေးကြည့်ပေးအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးဆရာကလည်းကြားတယ်စိတ်ကြအဓိပ္ပာယ်ကနေလည်းအနေနဲ့အစဉ်သိဖြစ်အောင်လုပ်ပေးရမယ်ကျွန်တော်တတ်နိုင်သလောက်လေးပြောပြရတယ်လိုအပ်တာရှိရင်လည်းဆုံးမပေးရ တော့သူကဆက်သွားတဲ့ရပြောတာဒီဘွဲမောရဲ့ဘွဲလို့ရအောင်ရတဆုမတဆုမဝင်ပါလို့ကွာတိနေဒီဘွဲကြောင့်ပြီးတော့သူ့ပုံစံတကယ်ငွေကြောက်တကယ်အမိုက်သာလဲတပွေပုံစံဖြစ်နေတာသူအကြည့်ရပါရမ်းလိုက်တယ်အဲ့လောက်တော့ဘုအဲ့တော့တပည့်ရနေရအမြင့်နေရောက်ပြီးတော့ဆရာတော့ဈေးတက်တော့မယ်ဟဲဟုတ်တာနည်းနည်းတော့တက်မယ်ဒါပေတော့မိင်္ဂလာဆောင်လည်းသူစတင်နေရနည်းနည်းများပြီဆိုတော့လေ private wedding club လေးရတင်နေပြီဆိုတော့ဈေးနည်းနည်းတက်ပါမယ်လို့နည်းနည်းပေါ့ ဘယ်နဲ့သူကအစာတွေရောတရုတ်ဆောင်တရောမင်းသားတယောက်ဖြစ်နေရသူတူလန်ချောင်းလေးပေါ်သူရှိနေပြီအခုဒီသူတွေထက်ရွာရဲ့အခါကျတာသူရဲ့မှတ်တိုင်တစ်ခုဖြစ်သွားရဲ့အတွက်ဒါသူမော်ဒယ်လေးမှလည်းမှတ်တိုင်တစ်ခုဖြစ်သွားပြီအာသူရှေ့သက်ပြီးတော့ရှောက်လန်းမဲ့သူရဲ့ဒီတရုတ်ဆောင်မင်းသားလုံးပါလေဒီထက်ပိုပြီးတော့အောင်မြင်ပါလေပြီးရင်သူဒီတရုတ်ဆောင်မှလည်းတကယ်ကိုအပြည့်ဆုံးဖြစ်တဲ့အကယ်ဒမီဆုတွေရပါပြီလို့ဆုတောင်းပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးပါကျေးဇူးပါ Myanmar star bazaar